လက်ရှိမြန်မာလူထုဟာရှမ်းပြည်နယ်နိမိတ်နဲ့အသားကျရင်းနှီးနေပြီးသားဖြစ်ပါတယ်။သို့တော်လည်းမရှိမနှောင်နှစ်ကာလတွေအတွင်းမှာတည်သေးရှမ်းပြည်နယ်နိမိတ်ဟာလက်တွေ့မြေပြင်မှာတည်သေးမြေပုံနယ်နိမိတ်မြင်တိုင်းမဖြစ်တော့ဘူးလို့ပြောနိုင်တော့မယ်။ဘလို့ဖြစ်မှာလဲ။ဘာကြောင့်ဒီလိုပြောနိုင်တာလဲ။ဘလို့ဆိုတဲ့မိကုန်းကိုဖြေဖို့အချက်နှစ်ချက် ရှိပါတယ်။နံပါတ်1တအောင်းပလောင်တို့ရဲ့နိုင်ငံရေးအာဂျင်တာနဲ့နံပါတ်2 ဝါတွေရဲ့နိုင်ငံရေးအာဂျင်ဒါဖြစ်ပါတယ်တအောင်ပြည်နယ်အာဂျင်ဒါ DNLA ဥဆောင်တဲ့တအောင်ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့နိုင်ငံရေးအာဂျင်ဒါတဲမှာတအောင်ပြည်နယ်ပေါ်ပေါရေးကဦးစားပေးအခန်းကဏ္ဍမှာပါဝင်နေပါတယ်လက်ရှိຫນွေဥဒေါ်လာရေးတွင်ကလက်နက်ကင်ဒေါ်လာရေးစစ်မြေပုံကိုကြည့်ရင် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်လုံးဟာ တောင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ထိန်းချုပ်ဧရိယာဖြစ်အပြီးအပြင်ကြာရောက်လာနေတာကိုတွေ့ရပါတယ်ဒီနေရာမှာ KIA နဲ့ DNLA တို့ကြားစရေးစိုးမှုဧရိယာတွေထက်နေတာကို မပြောသေးပါတောင်းတွေရဲ့နိုင်ငံရေးအာဂျင်ဒါတဲမှာရှမ်းမြောက်ဒေသတစ်ခုလုံးတောင်းပြည်နယ်ဖြစ်တည်ရေးဟာတောင်းတွေရဲ့အမျိုးသားရေးအာဂျင်ဒါအဖြစ် ထိတ်ဆုံးမှပါဝင်နေတာ တွေ့ရပါတယ်။ဒီအချက်ဟာဒီဇက်ရှမ်းပြည်နယ်နယ်နိမိတ်မြင်းကို အပြောင်းလဲဖြစ်စေမဲ့အဓိကအကြောင်းရင်းဖြစ်ပါလိမ့်မယ်။ဝါပြည်နယ်ကိစ္စအလားတူပဲ UWSA လို့ခေါ်တဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာတံလွင်မြစ်အရှိချမ်းတစ်ခုလုံးဝါပြည်နယ်အဖြစ်သူ့ဘာသာသူနန္နမိတ်သတ်မှတ်ထားပြီးဖြစ်တယ်လို့ပြောနိုင်ပါတယ်။စည်ကြီးအရာအခိုင်အမာခြေကုပ်ယူနိုင်တဲ့ရမ်းပြည်အရှိပိုင်းတံလွင်မြစ်တစ်ချမ်းလုံးကိုဝါကသူ့ပြည်နယ်အဖြစ် အပိုင်သတ်မှတ်ထားပုံရပါတယ်။ ဒါပေမဲ့ဒါဟာ political document တဲ့တရားဝင် ရောက်မလာသေးလို့ legal document တဲ့မှာလဲမှတ်တမ်းဝင်သေးတာမတွေ့ရသေးပါ။ဒါကြောင့်ဝါခေါင်းဆောင်တွေဟာဝါပြည်နယ်ဆိုတဲ့စကားလုံးဝါဟာတာကိုနိုင်ငံရေးမှတ်တမ်းဝင်အောင်တဖြည်းဖြည်းကြိုးပမ်းလာတာတွေ့ရပါတယ်။ဒါကို political agenda setting လုပ်တယ်လို့လဲပြောနိုင်ပါတယ်။ပိုပြီးထင်ရှားတဲ့တာရကကတော့ စစ်ကောင်စီနဲ့နေပြည်တော်မှာတွေ့ဆုံခဲ့ပြီးတဲ့နောက်ထုတ်ပြန်ချက်တစ်စောင်းကိုဝါခေါင်းဆောင်တွေကဝါပြည်နယ်ဆိုတဲ့စကားလုံးကို တမင်တကာသုံးဆွဲဖော်ပြတာမျိုးလုပ်လာပါတယ်။ဒါကိုစစ်ကောင်စီကမယုံမလွန်သဘောတူတာကိုလည်းတွေ့ရပါတယ်။ပိုပြီးတိတိကျကျပြောလိုက်တာကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖြစ်ပါတယ်။မြို့ဒေါ်လာရေးမှာလက်နက်ကင်ခုခံဒေါ်လာရေးလမ်းစဉ်ဖြစ်ထွန်းလို့ လက်နက်အင်အားကြီးတဲ့လူမျိုးစုတိုင်းရင်းသားအဖွဲ့တွေကိုဗတ်အသီးသီးကကိုဗတ်ပါအောင်ဆွဲနေတာကိုတင်းတင်းရှားရှားတွေ့ရပါတယ်အထူးသဖြင့် UWSA လို့အဖွဲ့ကြီးကိုစစ်ကောင်စီကလည်းသူ့ဘက်ဒိတ်ညွတ်အောင် အမဲဆွဲဆောင်နေတယ်လို့ NUG ကလည်းသူတို့ဘက်ကိုခြေစုံရက်လာအောင်နိုင်ငံကြီးအရဆွဲနေတာကိုတွေ့နေရပါတယ်ဒါကြောင့် 2023ခုနှစ်ဧပြီ18ရက်နေ့ကအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက UWSA ကိုပေးပို့တဲ့တဝန်လာမှာဝပြည်နယ်လို့ဓာတ်ရိုက်သုံးဆွဲပြီးတဝန်လွှာပေးပို့တာကိုတွေ့ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဘက်က UWSA ရဲ့အင်အားကိုဘလောက်မျှော်ကိုးနေတယ်လဲဆိုတာသိတာထင်ရှားလွန်းနေပါတယ်။ဝါကောင်းဆောင်တွေအလိုရှိတဲ့စကလုံးကို အတင်းကာရောဇိုအတင်းသုံးပေးလိုက်တာတိတာလွန်ပါလေ တဝင်လွှာမှာဝပြည်နယ်ဆိုတဲ့စကလုံးဟာဒင်းကျက်ပြည်နေတာအထင်ရှားပါပဲဒါဟာလက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းလဲမှာ ရှမ်းပြည်နယ်ရဲ့တီဇဲနယ်နဲ့မိတ်မြေပုံ အပြောင်းလဲစဖြစ်နေပြီဆိုတာကိုညွှန်းဆိုနေပါတယ်2022ခုနှစ်ကနေစပြီးဝပြည်နယ်ဆိုတဲ့စကလုံးဝဟာတာဟာသတင်းမီဒီယာတွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကြားအသုံးအနှုန်းတွင်တွင်ကျကျစဖြစ်လာပါပြီဒါဟာတစ်ဖက်မှာ ဝပီနယ်နန်နမိတ်မြေပုံတစ်ဖြစ်ထွန်းခြင်းကို ပြနေတယ်လို့တစ်ဖက်မှာလည်းရှမ်းပြည်မြေပုံဟာပဲ့နေပြီဆိုတာကိုပြသနေပါတယ်ဒါဟာအရှိတရားပါဒါကိုကြိုက်ကြိုက်မကြိုက်ကြိုက်ရင်းပယ်ဖို့မလွယ်တော့ပါရှမ်းပြည်နယ်တွင်ကစည်ရည်မြေပုံအထူးသဖြင့်နိုင်ငံရေးနဲ့စည်ရည်အင်အားမှာရှမ်းတွင်နဲ့အတူအပြိုင်အကောင်းလာတဲ့တအောင်းနဲ့ဝါတို့ဟာ ရှမ်းပြည်နယ်နဲ့မိတ်အပြောင်းလဲကိုဖန်တီးစင်ရင်သူတွေဖြစ်နေပါတယ်။ဝါဟာရှမ်းနေထက်တောင်စစ်အင်အားကြီးနေတယ်လို့ပြောနိုင်ပြီးတောင်းတွေကလည်းရှမ်းတက်နှစ်ဖွဲနဲ့အပြိုင်အင်အားကြီးထွားလာတာကိုတွေ့မြင်ရပါတယ်။ဒါဟာဘလို့ဆိုတဲ့မိကွန်းကိုပြောတာဖြစ်ပါတယ်။စဉ်းစားချက်အနေနဲ့ပြောချင်တာကတော့လက်ရှိရှမ်းပြည်နယ်တွင်ကစည်ရည်မြေပုံအရွေးဟာအနာဂတ်ကာလမှာရှမ်းပြည်နယ်နဲ့နယ်မြေအပြောင်းလဲကိုဖော်ဆောင်မဲ့အလားအလာကိုပြသနေပါတယ်။ ဒါကိုရှမ်းနိုင်ငံရေးခေါင်းဆောင်တွေကိုယ်တိုင်တတိထားမိတယ်လို့ရှမ်းအမျိုးသားရေးခေါင်းဆောင်တွေလည်းတည်နားလည်ကြမယ်လို့ယူဆပါတယ်။ရှမ်းတွေအနေနဲ့ဒါကိုဟန်တာကန့်သက်ခြင်းလို့တော်လဲအရှိတရားမှာဖြစ်တည်နေတဲ့အင်အားအရွေတွေကို မလွန်ဆန်နိုင်မှုထင်ပါတယ်။အကြောင်းကတော့ SSPB နဲ့ RCSS လို့ရှမ်းနှစ်ဖွဲ့ဟာစည်းအပြိုင်နေကြတာ။ရှမ်းနိုင်ငံရေးပါတီနှစ်ခုတင်ကွဲခံထားရတာ ရှမ်းလူမှုနိုင်ငံရေးအားနည်းနေတာရှမ်းပြည်နယ်နဲ့နမိတ်အတွင်းမှာစည်ရေးအင်အားစုတွေအပြိုင်အားကောင်းလာနေတာတောင်ပြည်နယ်ပေါ်ပေါရေးနဲ့ဝပြည်နယ်တရားဝင်ဖြစ်လာရေးစိုင်းပင်းလာနေတာစစ်ကောင်စီအင်အားအကြပဲရောက်ပြီး NUG ဝနဲ့တအောင်းကို နိုင်ငံရေးအရာဆွဲလွန်းနေတာဒါတွေဟာရှမ်းပြည်နယ်နဲ့နမိတ်အပြောင်းလဲကိုအကြီးအကျယ်ရိုက်ခတ်လာနေတဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်ဒါတောင်မှ ဒီပအိုးတွေရဲ့ပအိုးပြည်နယ်ပေါ်ပေါက်ရေးနိုင်ငံရေးမျှော်မှန်းချက်ဟာတိတ်ပြီးအားကောင်းမောင်းတန်မဖြစ်လာသေးလို့တော်သေးတယ်လို့ပြောရပါမယ်။တကယ်တော့နန္နမိတ်တွေဆိုတာကတော့လုတ်ပိုင်ခွင့်အာနာမျှော်ကိုသူတို့အထူးနှစ်ချိုက်တဲ့အရာဖြစ်ပြီးဒါမှန်လူတို့အတွက်ကတော့သိအရေးပါလှတယ်မဟုတ်ပါဘူး။ဒါပေမဲ့ရှမ်းပြည်မြေပုံအပြောင်းအလဲဘလို့ပဲဖြစ်ဖြစ်ရှမ်းလူ့ဖွဲ့စည်းရဲ့လူမှုကိုခံအားကျစ်လက်ခိုင်မာမှုကိုတော့ အမြဲဖြည့်တင်းနေရင်ရှမ်းတွေဟာတစ်ချိန်မှာ နိုင်ငံရေးအတက်ဘက်ကို ပြန်ရောက်လာမှာပါအခုတော့ရှမ်းနိုင်ငံကြီးကိုအားနေတယ်လို့မပြောချင်ပေမဲ့အားရပွဲကောင်းလောက်အောင် အားကောင်းမောင်းတန်ဖြစ်မနေဘူးလို့မယုံမလွန်ပြောနိုင်ပါတယ်ရှမ်းပြည်နယ်နိုင်ငံမင်းအပြောင်းလဲကိုရှမ်းလူမျိုးတွေဘလောက်အာယုံစိုက်ကြတယ်လဲမပြောတတ်ပါရှမ်းပြည်မြေပုံအပြောင်းလဲဟာဘလောက်အရေးကြီးတယ်အရေးမကြီးဘူးဆိုတာ ရှမ်းနိုင်ငံရဲ့အဝန်းအဝိုင်းမှာ တိတ်ကြဲကြဲလောင်လောင်ဆွေးနွေးကြတာတော့မတွေ့ရသေးပါခင်ဗျာ။